ူတွေစီးပွားပြတ်နေတယ်လူတွေအငတ်သေးဆိုင်နေတယ်လူတွေဆင်းရဲနေတယ်မြတ်စွာဘုရားပြောတော့လူတွေကိုတနာတယ်ဆိုလူတွေကိုငဲ့ညာတယ်ဆိုမြတ်စွာဘုရားကလူတွေကိုတနာတယ်လဲပြောတယ်လူတွေကိုငဲ့ညာတယ်လဲပြောတယ်အခုလူတွေဒုက္ခရောက်နေတဲ့အချိန်မှာဘာဖြစ်လို့အလူခံနေတာလဲသိကောင်းတဲ့မိကုန်းနော်လူတွေဒုက္ခရောက်နေတယ်ငက်ပြတ်နေတယ်ဆင်းရဲနေတယ် မြတ်စွာဘုရားကတပည့်တွေခြံရံပြီးတော့အလှခံနေတယ်။ဒါမြတ်စွာဘုရားဟာလူတွေကိုနှိမ့်ဆက်နေတာပဲတဲ့။မြတ်စွာဘုရားကပြောတယ်။တခါကြီးတဲ့။ငါတပည့်ညတညာနဲ့ငါကြည့်တယ်။ဟောဒီကဘာကနေနောက်လာမဲ့60နဲ့တကဘာအထိလှူလို့မွဲသွားတယ်ဆိုတာငါတယောက်မှမတွေ့ဘူးတဲ့။ဘုရားပြောတာတော့ဥပဇင်းပြောနေတာမဟုတ်ဘူးတော့ဘုရားပြောနေတာ။ လှူလို့ငွဲသွားတဲ့လူလှူလို့ဆင်းရဲသွားတဲ့လူငါတယောက်မှမတွေ့ဘူးတဲ့လှူလို့ချမ်းသာသွားတဲ့သူတွေပဲငါတွေ့တယ်တဲ့ပတ်ထားတဲ့လူတွေဆင်းရဲတယ်ဆိုတာလှူလို့မဟုတ်ဘူးတဲ့အကြောင်းရှိခုရှိတယ်လူတွေဆင်းရဲတယ်ဆိုတာအကြောင်းရှိခုရှိတယ်လှူလို့ဆင်းရဲတာမဟုတ်ဘူးနံပါတ်1ရာဇတော်ဘယင်เจ้าဆင်းရဲတာအလုံးပြောနံပါတ်1ဘာကြောင့်ဆင်းရဲတာလဲ နံပါတ်1စောတာတော့တခိုးတမားတွေကြောင့်ဆင်းရဲတာနံပါတ်3အက်ကိမီးကြောင့်ဆင်းရဲတာနံပါတ်3ဘာလဲမီးဘေးအန္တရာယ်တွေလေကိုခြားပွင့်စုဆောင်ထားတဲ့ဥစ္စာတွေတည်တည်ကြကြမထိမ့်သိမ့်ဘူးဆိုရင်မီးလောင်ထဲမှာပါသွားမှာပဲလေမီးလောင်သွားရင်အကုန်လုံးကုန်ပဲဘာမှမကြက်နံပါတ်4ကရေကြောင့်တဲ့ရေဘေးအန္တရာယ်တွေဆူနာမီလိုရေဘေးတွေတက်လာတဲ့အခါမှာအကုန်ပါအိမ်တွေ လက်ဝဲလက်စားတွေရွှေငွေတွေလူတွေရဲ့အသက်တွေအကုန်ပါအဲကြောင့်ရေကြောင့်လည်းလူတွေဆင်းရဲဒုက္ခရောက်တယ်နော်နောက်တစ်ခုကဘာလဲဆိုတော့မြတ်စွာဘုရားကနော်ဒုပ္ပါယုတ်တာလို့ခေါ်တယ်စီးပွားရေးမလုတ်တက်လို့ဆင်းရဲတာအစို့စီးပွားရေးလုတ်တယ်နားမလဲဘူးမနားမလဲဘူးလုတ်တော့လုတ်တယ်လေကိုလုတ်တဲ့လုပ်ငန်းကိုမကျွမ်းကျင်ဘူးအရင်နေ့တည်းအကုန်ပြုတ်အမြင့်မပြောနဲ့အရင်အောင်ပြုတ်ကုန်တာအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဘုရားကြောင့်မဟုတ်ဘူး ကိုစီးပွားရင်မလုပ်တက်လို့အဲစီးပွားရေးတခုလုပ်တော့မယ်ဆိုရင်တိတိကျကျလေ့လာရတယ်အလိမ်မခံရအောင်တချို့အလိမ်ခံရတယ်တချို့အလိမ်ခံရတယ်နော်ဟောဒီတချို့ဆိုရင်လည်းနိုင်ငံခြားမှာလုပ်သွားလုံးမယ်အလိမ်ခံရတယ်အများကြီးပဲဖျားနဲ့ဘာမှမဆိုင်ဘူးဒါနနဲ့ဘာမှမဆိုင်ဘူးမကျွမ်းကျင်တာလုပ်ငန်းမကျွမ်းကျင်တာလုပ်ငန်းမကျွမ်းကျင်တော့အလိမ်ခံရတယ်မြေတွေဝဲတယ်သူများလိန်ရောင်းသွားတယ်မြေတွေကိုရွှေတွေဝဲတယ်ရွှေအတုတွေလိန်ရောင်းခံရတယ်ကိုမကျွမ်းကျင်တာနော် အဲ့တော့ကိုမကြွင်တင်တဲ့လုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါကျတော့ချုံးတယ်အဲ့ကြောင့်ဆင်းရဲတယ်ဆိုတာအဲ့ဒါနောက်တစ်ခုကဌာနတော်ဝိကစတိလို့ခေါ်တယ်ချစ်ကတုံးကဒီခေတ်လိုဘန်နေပါတယ်မရှိသေးဘူးဒီနေ့ခေတ်မှာတော့ခြာပွေစောင်းလို့ရတဲ့ဥစ္စာကိုဘန်မှာထားရင်လုံးကျုံတယ်ဒါတော့မှဘန်ကဒေဝါလီခံသွားရင်တွားပြီနော်ဘန်ဒေဝါလီခံလိုက်ရင်ချုံးသွားပြီမအားမရတော့အဲ့တိုင်းပဲဖျားရတဲ့တုံးကဘန်မရှိဘူး ။ဘာမှရှိတော့ရွှေအိုးတွေကိုမြေကြီးမှာမြုပ်ထားကြတယ်။ရွှေအိုးတွေကိုမြေကြီးမှာမြုပ်ထားတယ်။အဲ့တော့မြေကြီးမှာမြုပ်ထားတဲ့ဥစ္စာတွေကနေရာရွေ့တယ်။တခါတလေရေတိုက်စားပြီးတော့ရေနဲ့မျောပါသွားတယ်။ညီကမ်းပြေးပါလေ။အဲ့လိုမြုပ်ထားတဲ့ဥစ္စာတွေကနေရာရွေ့သွားရင်လည်းဆုံးချုံသွားတယ်ဒီနေ့ခေတ်ဆိုရင်တော့ဘယ်မှာအထားတဲ့ဥစ္စာတွေဒီဝါလီခံသွားရင်ဆုံးချုံတယ်လို့ပဲပေါ့နော်ဒါမြတ်စွာဘုရားက ဆင်းရဲမွဲတည်တယ်ဆိုတာလူလို့မဟုတ်ဘူးဆိုတာကိုချင်းပြနေတာနော်။နောက်မြတ်စွာဘုရားကပြောတယ်။ကုလင်္ကာရောဆိုတာအမျိုးထဲမှာကိုယ့်ရဲ့မိသားစုထဲမှာ family ထဲမှာအတော့အဖုံကြီးတဲ့ပုံကိုပါခဲလို့ရှိရင်လည်းမွဲတာပဲတဲ့။ခြားတော့မလောက်ဘူး။အမေဖေတွေကကုံယုံပြီးခြားတယ်။တာသမီးကစီးပွားမလုပ်ဘဲနဲ့ဖြုံးနေတယ်။အလေလိုက်နေတယ်။ပောက်စားနေတယ်၊မူးယူးနေတယ်။မိဘကရှေ့ကခြားတယ်၊နောက်ကတာသမီးကဖြုံးတယ်။ လင်ကရှာတဲ့အမျိုးသမီးကဖြုံးတယ်အမျိုးသမီးကရှာတဲ့လင်ကဖြုံးတယ်ဘလို့လို့ကြီးပွားမှာလဲအဲ့မိသားစုအဲ့လိုမိသားစုထဲမှာအတုံးအဖြုံးကြီးတဲ့ပုံကိုပါရင်လဲမွဲမှာပဲတဲ့လှူလို့မွဲတာမဟုတ်ဘူးနော်အတုံးအဖြုံးကြီးတဲ့ပုံကိုပါတဲ့မိသားစု မွဲမှာပဲမြတ်စွာဘုရားတရားသိကောင်းတာပဲနော်နောက်ဆုံးတစ်ချက်ကတော့အာနိစ္စတာယမမြဲခြင်းသဘောတရားအရာပဲဖြစ်တတ်တယ်တဲ့သင်္ခါရသဘောတရားအရာ ်ဖြည့်စည်းချိန်တန်တဲ့အခါမှာပြက်စည်းတာမျိုးတွေရှိတယ်။တချို့တချို့ပစ္စည်းဥစ္စာတွေကဆွေးသွားတယ်ပျောက်သွားတယ်နော်အဲ့ဒါတွေကမမြဲခြင်းသဘောတရားတွေပဲ။ဒါကြောင့်လည်းပဲတစ်ခါတလေလူတွေဒုက္ခရောက်တတ်ပါတယ်။အဲ့တော့မြတ်စွာဘုရားပြောချင်တာကလှူလို့ဆင်းရဲတာမဟုတ်ဘူးလှူလို့ဒုက္ခရောက်တာမဟုတ်ဘူးတဲ့။စောစောကပြောခဲ့တဲ့အချက်ချစ်ချက်ကြောင့်ဒုက္ခရောက်တာလို့မြတ်စွာဘုရား ဖြေကြားတော်မူပါတယ်။